မုံရွာမန္တလေးလမ်းပိုင်းပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်ကစက်တက်လေးထီနဲ့ဖုံးကျဲလို့၃နှစ်ရွယ်ကလေးငယ်တအုပ်အပါအဝင် ခီးသွားပြည်သူ၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ချောင်းဘကဖပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ညနေပိုင်းကချောင်းဦးမြို့နယ်မုံရွာမန္တလေးကားလမ်းပိုင်းပေါ်မှာပကဖပူပေါင်းတပ်တွေကစစ်ကားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ကခီးသည်ကားတစ်စီးကခီးသည်တွေကိုလူသားအတိုင်းဖြစ်တုံးပြုခဲ့တယ်လို့သိရပါရယ်။ ဒါကြောင့်ပြည်သူ့ကော်မတီရဲ့အဖွဲ့တွေကခီးတယ်တွေကိုဘေးလွရာနေရာတစ်ခုမှာဝှက်ခိုင်းတဲ့အချိန်စစ်တပ်ဘက်ကစက်တက်လေထီအသုံးပြုပြီးခီးတယ်တွေရှိတဲ့နေရာကိုဘုံကျဲခဲလို့အခုလိုသိဆုံးကုန်တာလို့ချောင်းမြို့နယ်ပါကဖာတာဝန်ခံက TV ကိုပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကတူဖို့တအုပ်အပါဝင်16ဦးသေဆုံးခဲ့ပြီး စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေတင်စီရမိခဲ့တယ်လို့တံပြားကကနှစ်စီးကတော့မောင်းနှင်လို့မရတော့တာကြောင့်မိရှုဖြက်စီးခဲ့တယ်လို့သိရပါဗယ်။အဲ့ဒီတိုက်ခတ်မှုကိုပါကဖပူပေါင်းဖွဲ့တွေကပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကတိုက်စုံးမှုကိုတော့ TVB အနေနဲ့အတီးပြုနေစေဖြစ်ပါတယ်ရှင်။